မင်္ဂလာပါရှင်ကျမကခေခိုင်ပါဒီဝေရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရွေးကောက်ပွဲအပိုင်းနှစ်ကိုလာမယ့်2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာပြုလုပ်မယ်လို့စစ်တပ်ဩဇာခံရွေးကောက်ပွဲကော်မရှင်ကအောက်တိုဘာလ28ရက်နေ့ကထုတ်ပြန်ပါတယ်အဲ့ဒီရွေးကောက်ပွဲအပိုင်းနှစ်ကိုမြို့နယ်တရာမှာကျင်းပတော့မှာဖြစ်ပါတယ် အဲ့ဒီအချိန်မှာကရဏီပြည်နယ်ကဒီမောဆိုနဲ့ဖရူဆိုမြို့တွေတော့ပါဝင်လာပြီးလက်ရှိအချိန်မှာဒီမောဆိုမြို့ရဲ့နေရာတချို့ကိုစစ်အုပ်စုကပြန်လည်ထိန်းချုပ်ထားပြီးကရဏီတော်လေရဲ့တပ်ပေါင်းစုတွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေတာပါဖရူဆိုမြို့တွေမှာဆိုရင်လေစစ်အုပ်စုကဖရူဆိုမြို့ပေါ် area ကိုသာထိန်းချုပ်ထားတာဖြစ်ကတော်လေရဲ့တပ်တွေနဲ့မြို့တွင်ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေတာဖြစ်ပြီးဒေသခံပြည်သူတွေထွက်ပြေးတိမ်းချောင်တော်တာဖြစ်တဲ့အတွက်စစ်ကော်မရှင်တပ်တွေပဲကြက်ရှိနေမှာဖြစ်ပါတယ် အော်တိုဘားလဆင်ကားရက်တာကာလအတွင်းတိုက်ပွဲပေါင်း60ကျော်ဖြစ်ပေါ်ခဲ့တဲ့ကရင်ပြည်နယ်ဖာဝုံမြို့နယ်မှာလည်းရွေးကောက်ပွဲအပိုင်နဲ့ကျင်းပမယ်ထင်မှာပါဝင်နေပါတယ်။ရွေးကောက်ပွဲအပိုင်နဲ့ကျင်းပပီစီဂျင်းဒီရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတဲ့မြို့နယ်တွေထဲက82မြို့နယ်ကျန်ရှိမှာဖြစ်ပါတယ်။အနာသိစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ UNG နဲ့တော်လေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်ရှင်။ စကိုင်းတိုင်းကြောင်မြောင်မြို့နယ်မန္တလေးတိုင်းစိန့်ကူးမြို့ကိုဆက်သွယ်ထားတဲ့ရတနာသင်္ခတရာဟာအောက်တိုဘာလ29ရက်နေ့မနက်အစောပိုင်းမှာမိုင်းခွေးဖြက်စီးခံလိုက်ရရလို့ဒေတာခန်တွေကပြောပါရယ်ကြောင်မြောင်မြို့ဖက်ကျန်းတရာထိတ်ကိုစစ်တပ်ကတက်ဆွေးထားပြီးစိန့်ကူးဘက်ကတော့ပြည်သူ့ကာကွယ်ရေးတပ်တွေကထိန်းချုပ်ထားတာပါအခုပျက်စီးရမှာတော့စိန့်ကူးဖက်ကျန်းကတရာပိုင်းမှာပျက်စီးသွားတာဖြစ်ပါရယ် စစ်တပ်ထောက်ခံတဲ့ Telegram Channel တွေမှာတော့ပြည်သူ့ကာကွယ်ရေးတပ်တွေကမိုက်ခွဲဖျက်ဆီးလိုက်တာလို့ဖြန့်ဝေနေကြပြီးဘေးအဖွဲကလှုံ့ဆော်ခဲ့လဲဆိုတာကိုတော့ DBP အနေနဲ့တီးကြားအတင်မပြုနိုင်သလိုအခြေအနေအသေးစိတ်ကိုသိရှိရဖို့စင်ကူကာကွယ်ရေးတပ်ဖွဲ့တွေကိုဆက်သွယ်မေးမြန်းနေစေဖြစ်ပါသည်တရားပြည့်စီတော့ပြည်တွင်နောက်စင်ကူမြို့နယ်တွေကိုစစ်ကောင်စီက၅ချိန်ထမ်းမနေလေးချောင်းတိုက်ခိုက်တယ်လို့ဒေတာခန့်တယောက်ကဒီဘူဘီကိုပြောပါတယ်။တစင်နစစ်ကွန်စစ်စင်ရဲ့အတွင်မန္တလေးအထက်ပိုင်းကတပိတ်ချင်းမိုးကုတ်စင်ကူမြို့တွေကို တော်လေးရေးပူပေါင်းတပ်တွေကသိမ်းပိုက်ခဲ့ပြီးမတရားမျိုးတွေကနေမြအများစုကိုလည်းထိန်းချုပ်ထားခဲ့တာပါ။ဒါပေမဲ့လက်ရှိမှာတပေးချင်းမျိုးကိုစစ်ကောင်စီပြန်လည်သိမ်းယူထားပြီးမန္တလေးမိုးကုတ်လမ်းပိုင်းကဖော့တော်လမ်းစုံကိုလည်းအော်တိုဘားလ14ရက်နေ့မှာသိမ်းယူထားပါရဲ့ရှင်။ တရုတ်အစိုးရရဲ့ဂျောင်းဝင်စစ်ဆေးမှုနဲ့တရုတ်နိုင်ငံကုမင်းမြို့မှာစစ်ကောင်စီနဲ့တအံအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တို့အော်တိုဘာလ28ရက်နေ့28ရက်နေ့နရက်တာတွဲဆုံညှိနှိုင်းပြီးနှစ်ဖက်အပြစ်ခတ်ရက်စေးလိုက်တယ်လို့ TNL ကထုတ်ပြန်ပါတယ်စစ်ကောင်စီအနေနဲ့ DNA ထိန်းချုပ်ထားတဲ့ဒေတာတွေကိုလေကြောင်းနဲ့ပုံကျေတာစစ်ကြောင်းထုတ်တာတွေကိုရပ်တန့်ရမှာဖြစ်ပြီး DNA ကတော့မိုးကုံနဲ့မိုးမိတ်မျိုးကနေစုတ်ခေါ်ဖို့အတွက်နှစ်ဖက်သဘောတူညီခဲ့ကြတယ်လို့ဖော်ပြပါတယ် တဆင်20ခုစစ်စေးရဲ့နောက်ပိုင်းစစ်ကောင်စီနဲ့ထင်ရန်လေတို့အကြားကိုးကျင့်အထေတွေ့ဆုံဆွေးနွေးပြီးတဲ့နောက်အပြစ်ခတ်ရက်စေးရဲ့လက်မှတ်ရေးထိုးခဲ့ကြတာပါထင်ရန်လေရဲ့ပြောခွင့်ရသူကိုဒီဘူဘီကဆက်သွယ်မေးမြန်းနေပေမဲ့ဆက်သွယ်လို့မရသေးပါဘူးတရားလေထိန်ချုပ်ထားတဲ့နောက်ချိုကြောင့်မင်းတီဘောမျိုးတွေကိုစစ်ကောင်စီတပ်ကပြန်လည်သိမ်းယူပြီးတဲ့နောက်တရားလေထိန်ချုပ်ထားတဲ့နံပါတ်2နန်ဆန်မတ်တုံမိုင်းလုံးမိုင်းငော့မျိုးတွေကိုစစ်ကောင်စီကနှင်းစင်ရက်ဆက်ပုံကျင်းနေခဲ့တာဖြစ်ပါတယ်ရှင် ီကနေ့အောင်တိုဘာလ29ရက်နေ့မှာရရှိထားတဲ့ထူးခြားသတင်းတွေနဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးဖို့သတင်းရယူတင်ဆက်နေတဲ့ဒီပူပီသတင်းထောက်မဝေဝေကိုဒီပူပီစတူဒီယိုကနေတိုက်ရိုက်ဆက်သွယ်မြင့်မြတ်တော်မှာဖြစ်ပါတယ်။မင်္ဂလာပါမမဝေဝေရေဒီကနေ့ရရှိထားတဲ့နောက်ဆုံးရသတင်းတွေကိုအရင်ဆုံးပြောပြပေးပါအောင်ရှင့်။ ဟုတ်ကဲ့ပါနောက်ဆုံးရသတင်းအနေနဲ့ကတော့ဗောနော်ဒီကနေ့မှာဒီတရုတ်ရဲ့ဂျောင်းဝင်စစ်ဆက်ညှိနှိုင်းမှုနဲ့အတူဗောနော်ဒီအာနာသိန်းစစ်တပ်နဲ့ဒီတန်တန်လွတ်မြောက်ရေးတမတော်ဗောနော် TNN တွေတို့ကအပြစ်ခတ်ရစဲရေးသဘောတူညီမှုစာချုပ်မှာလက်မှတ်ရေးထိုးခဲ့ရဆိုတော့အဲအချက်အလက်လေးရှိပါတယ်အဲဒါကတော့ဒီအော်တိုဘာလ29 28ရက်မှာပြုလုပ်ခဲ့တဲ့ဗောနော်ဒီသဘောတူညီမှုကနေပြီးတော့ရရှိလာတဲ့ရလဲလဲဖြစ်ပါတယ်ဒီသဘောတူညီချက်အရဗောနော်ဒီ TNN တွေထိချုပ်ထားတဲ့နေမြေတွေဖြစ်တဲ့ဒီမိုးကုန်းနဲ့မိုးမိတ်ကရှိရတဲ့ TNN တွေတစ်ဖွဲ့ဝင်တွေကလည်းစုခွာပြီး မှာဖြစ်ပြီးတော့အဲဒီကနေ့ပေါ့နော်29ရက်နေ့ကနေစပြီးတော့နှစ်ဖက်တက်တွေကဒီရောက်တဲ့နေရာကနေပြစ်ခတ်ရဲရမှာလည်းဖြစ်တာဖြစ်ပါတယ်ပေါ့နော်အဲဒီထုတ်ပြန်ချက်ထွက်ရှိလာပြီးတဲ့အချက်ချင်းမှာပဲပေါ့နော်ဒီ PDF အဖွဲ့တွေကလည်းထုတ်ပြန်ချက်တွေထုတ်ခဲ့ရရှိပါတယ်ဒါကတော့ဒီမန္တလေး PDF ကထုတ်ပြန်ချက်တစ်စောင်အရင်ဆုံးပြပြပေးပါမယ်အဲသူတို့အနေနဲ့ကတော့ပေါ့နော်ဒီတိုင်းသားမဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့တော်လိုင်းအင်အားစုတွေအတူပူးပေါင်းပြီးတော့ပေါ့နော်တိပက်ရရှိထိချုပ်ထားနိုင်တဲ့ဒီမန္တလေးတဲကဒေတာတချို့ကိုပေါ့နော်သူတို့အနေနဲ့လက်မလွတ်ရရေးဒီဆက်လက်ထိချုပ်ကောက်ွယ်သွားမယ်လို့လည်းဆိုထားပါဗျ။အ အဲဒါအပြင်ဒီအာနာရှင်အမြင့်ပြည့်ရေးကိုပေါ့နော်ဆက်လက်ဖော်ဆောင်သွားမယ်လို့လည်းဆိုထားပါတယ်အဲနောက်ထပ်တစ်ဖွဲ့ကတော့ဒီမိုးကုတ်ဗျူဟာ PDF ကလည်းအာထုတ်ပြန်ထားတာရှိရှိပါတယ်ဒီမိုးကုတ် တော်လိုင်းအခြေပြုတစ်ဖွဲ့တွင်လည်းအတူပေါ့နော်တော်လိုင်းအဖွဲ့တွင်လည်းအတူဒီ Federal Democracy စီကိုဆက်လက်ချီတက်ပြီးတော့ဒီတော်လိုင်းအောင်မြင်ဖို့နောက်ဆက်အာနာရှင်ပြုတ်ကြဖို့အတွက်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ထုတ်ပြန်ထားတာရှိပါတယ်ရှင်ဟုတ်ကဲ့ပါနောက်ထပ်ရရှိထားတဲ့ထူးခြားသတင်းတွေရှင်လည်းပြောပြပေးပါအောင်ရှင့် ဟုတ်ကဲ့ပါထူးခြားသတင်းအနေနဲ့ကပေါ့နော်ဒီအခုတလောမှာပဲဒီရုပ်ရှင်ချစ်တဲ့ပြည်သက်တွေကြားထဲမှာလှုပ်လှုပ်ခက်ခက်ဖြစ်သွားတဲ့သတင်းလေးအကြောင်းကိုပြပြပေးချင်ပါတယ်။အာဒါကတော့ဒီစစ်တပ်ကပေါ့နော်ရွေးကောက်ပွဲအကြောင်းဝါရားဖြန့်ထားတဲ့ဒီဇလန်းတို့မှာပအဝင်တရုတ်ဆောင်ထားကြတဲ့တရုတ်ဆောင်တွေနဲ့အဲသူတို့ဒီပအဝင်တရုတ်ဆောင်ထားတဲ့ရုပ်ရှင်ကားကြီးတွေနောက်ဇကားတွေကိုပေါ့နော်ပွိုင်းကောလုပ်ဖို့နောက်လူမှုရေးပြစ်ဒဏ် social punishment လုပ်ဖို့ဆိုတဲ့ဒီသတင်းလေးရှိပါတယ်။ဒါကတော့ဒီစစ်တပ်ကပေါ့နော်ဒီရွေးကောက်ပွဲအတွက်ဝါရားဖြန့်ထားတဲ့ဇလန်းတို့မှာပေါ့နော်ဒီတရုတ်ဆောင်ထားတဲ့ ့တရုတ်ဆောင်နေတိုးတို့နောက်နေဝင်းတို့မြင့်မြတ်တို့စားတဲ့ဒီတရုတ်ဆောင်တွေကပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတာဖြစ်ပြီးတော့ဒီတိုင်းသားတရုတ်ဆောင်တယောက်ဖြစ်တဲ့ဒီနေတိုးကတော့ပေါ့နော်ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတဲ့အခြေအနေရှိပါတယ်အဲနောက်တစ်ခုကတော့ဒီနေနေဝင်းပေါ့နော်သူကလည်းအခုဒီသူတရုတ်ဆောင်ထားတဲ့ယုံကားကြီးပေါ့နော်ပြောတန်ဆွဲယုံတင်ကားကြီးကဒီထိုင်းနိုင်ငံကဒီမျိုးတွေမှာလည်းပြသဖို့စီစဉ်ထားပြီးတော့အခုဆိုလို့ရှိရင်ဒီ point code လောက်တဲ့အစီအစဉ်အကြောင်းပေါ့နော်အခြေအနေတွေကြောင့်ပဲဒီထိုင်းနိုင်ငံမှာပြသနေတဲ့ရုပ်ရှင်ကားကြီးကဒီပြည်သက်လာရောက်ကြည့်ရှုမှုမရှိဘူးဆိုတော့အခြေ င်တွေလည်းကြားသိရတာရှိပါတယ်။အဲပြီးတော့ဒီရုပ်ရှင်ကားယူပေါ့နော် promotion လုပ်ပေးကြတဲ့အဲဒီထိုင်းနိုင်ငံမှာရှိတဲ့ဒီစားတောက်ဆိုင်တွေနောက်လူပုဂ္ဂိုလ်တွေပေါ့နော်သူတို့ကိုလည်းဒီပြောဆိုဝေဖန်တာတွေရှိတဲ့အတွက်ကြောင့်သူတို့အနေနဲ့ဒီ promotion video file တွေကိုဖြုတ်ချတာပြန်လည်တောင်းပန်တာတွေလည်းလုံဆောင်နေရတွေ့ရပါတယ်။ဒါဒီအတွက်ကြောင့်ပေါ့နော်ဒီတော်လန်ရေးဘက်ကဒီ boycott လုပ်တာအခြေအနေတစ်ခုထိအောင်မြင်တယ်ဆိုတဲ့အချက်လက်တွေလည်းတွေ့ရပါတယ်။အဲဒါအပြင်ခုနကဒီဝါရဖြန့် အဲဇလန်တိုမှာပါဝင်ထားတယ်ပေါ့နော်တရုတ်ဆောင်အေဂျင့်မအောင်ဒီတရုတ်ဆောင်ထားတဲ့ music video ဆိုလို့ရှိရင်လည်းမကြည့်ဘူးပေါ့နော်ဒီ share ရရှင်လည်းဖြုတ်ချဖို့ဆိုတာတွေကိုဒီပြည်သက်တွေကြားမှာအချင်းချင်းအဲတိုက်တွန်းနှိုးဆော်နေရတာရှိပါတယ်အခုဆိုလို့ရှိရင်ဒီ boycott လုပ်တာတွေနောက် social punishment လို့ခေါ်တဲ့လူမျိုးရေးပြစ်ဒဏ်လုပ်တာတွေကဒီပြည်သက်တွေကြားမှာပေါ့နော်တွင်တွင်ကြဲကြဲဖြစ်လာတာကိုလည်းတွေ့ရတာ ွေ့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီအာနာသိန်းခါစဒီ2021လောက်ကလေးကပေါ့နော်ဒီ social punishment တွေ why call လုပ်ဖို့ဆိုတာတွေကိုတော်လိုင်းအင်အားစုတွေဘက်ကဒီနှိုးဆော်တာတွေရှိခဲ့ပေမဲ့ဒီအဲတော်လိုင်းရအချိန်ကြာလာတာနဲ့အမျှပေါ့နော်လူလူကမွန်ချက်မှုတွေနဲ့အတူဒီရုပ်ရှင်တွေကိုယုံနေမှာတော့ပြန်ကြည့်တာနောက် music video တွေကိုအားပေးတာနားထောင်တာအဲဒါမျိုးတွေကိုလုပ်လာတယ်ပေါ့နော်အဲဒါဒီအတွက်ကြောင့်ပဲဒီအမှုပညာရှင်တွေဟာဆိုလို့ရှိရင်ဒီ sit up နဲ့ပေါ်ပေါ်တင်တင်တိတိတတ်တာပူပေါင်းပြီးတော့ sit up ကို ထောက်ကူပြီးတော့ဝါရဖြန့်ပေးတာတွေကိုသူတို့အနေနဲ့လှုပ်လာတယ်လို့ဆိုပါတယ်အဲဒီတွဲကြောင့်ပဲပေါ့နော်ဒီတစ်ခေါက်မှာတော့ဒီ social punishment နေ boycott တွေကိုပေါ့အဲထိထိရောက်ရောက်နေရေးရှေလှုပ်သွားဖို့ဆိုတာတွေကိုတော်လိုင်းအင်အားစုတွေကတိုက်တွန်းနေကြပါတယ်အဲရပ်ဘက်အဖွဲ့တွေရောပေါ့နော်အဲဒါအပြင်ကိုပဲခုနပြောခဲ့တဲ့ဒီဝါရဖြန့်ရုပ်ရှင်မှာပအဝင်တရုတ်ဆောင်ထားကြတဲ့တရုတ်ဆောင်တွေအားလုံးကိုလည်းဒီထိထိရောက်ရောက်အရေးယူသွားမယ်ဆိုတာမျိုးတွေကိုမျိုးပြတော်လိုင်းအင်အားစုတွေကတရားဝင်စာရီထုတ်ပြီးတော့အဲထုတ်ပြန်နေတာတွေကြေညာနေတာတွေလည်းရှိပါတယ်ရှင် ဟုတ်ကဲ့ပါအခုလိုပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဆက်လက်ပြီးသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခေကြရတာပါ။ကျမကခေခိုင်ပါကျေးဇူးတင်ပါတယ်ရှင်။